ဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည်စုံကြပါစေခင်ဗျာနော်ကိုစိတ်နှစ်ပါးဆွေးလန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်တို့သူစင်မြေတာ YouTube channel လေးတွေကစုတောင်းမြေတာလေးအမှပို့တာပါတယ်တို့ကဒီမန်လေးကိုလက်ကန့်စင်တော့ပေါ့နော်ဒီမန်လေးကိုထည့်တဲ့ခါမှာကျွန်တော်တို့ကဒီ basket ကိုလေးပေါ့နော်ကျွန်တော်တို့အနှဲငယ်လေးဒီမှာတုပ်ပေးထားပါတယ်နော်ဒါရေမယူအောင်ပေါ့ကာဟုတ်ကြတော့ကျွန်တော်တို့ကအာ YC ပြန်လဲတယ်ဝင်ယူကိုကျွန်တော်တို့ကဝတ္ထရီစော်ပြီးတော့တွင်ပြန်စားတယ်ဒီဝိုင်းစီးစီးတဲ့နေရာလေးမှာပေါ့နော်ဝင်ယူလေးကိုဝင်ယူလေးယာကြီးလိုက်ပြီးတော့ကျွန်တော်တို့ဝင်ယူစားသွားတဲ့အတွက်ဒီအောက်ကနေပြီးတော့ကျွန်တော်တို့ဒီအောက်ကနေပြီးတော့ရေတွေယူရဲပေါ့နော်ဒီထဲကနေဒီထဲကနေရေတွေယူတယ်အဲ့တော့ကျွန်တော်ဝင်ယူကိုတွင်ခုံပို့ပြီးလို့ရှိရင်ကျွန်တော်ဝတ္ထရီစော်ပြီးလို့ရှိရင်ဒီရဲ့ကျွန်တော်တို့လိုအပ်တဲ့ ငွေရိုးရဲ့အရွယ်အစားတိုင်းကိုကျွန်တော်တို့ပြန်ပြီးတော့စားလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီရေပန်းရေပန်းတွေကိုကျွန်တော်ကပြန်လဲတတ်ဆက်ပြီးလို့ရှိရင်အဲကျွန်တော်ရေမတိတ်လို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုတာလေးကိုကျွန်တော်တို့အဲမတိတ်သေးတော့ကျွန်တော်ရဲ့ညီကိုများတွေဝတ်တော်ညီကိုများတွေပြန်လဲပြီးတော့မြဲဝေပေးမယ်ဗီဒီယိုဖိုင်လေးပေါ့နော်โอเคဒီမှာမော်တော်လေးကိုကျွန်တော်တို့တန်းစင်မယ်ဆိုဒီမှာကျွန်တော်တို့က gasket ကိုလေးပေါ့နော်ရေမယူအောင်ပြန်ပြီးတော့တုပ်ပေးရတယ်သူ့ကိုကြည့်ရမှာကျတော့ဒီ motor လဲတဲ့ခါမှာ rotation ဒီဖက်ကိုညလေးပြထားတယ်ပေါ့နော်အဲ့တော့ဒါလေးတွေမှန်လားကိုကျွန်တော်တို့ကြည့်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာအဖုံးလေးဖုံးမယ်ပေါ့နော်ဒါကတော့ဒီ original quai လေးပေါ့နော်တော့မပိုက်ရသေးဘူးကျွန်တော်သူ့ကိုဟောကဘာအဖုံးလေး ပြန်ဖြဲမယ်ဘုခင်ဗျာနော်ပြန်မယ်ဒီကတော့တော်ရုံနဲ့ဟိုဟာဖြစ်ပါဘုခင်ဗျာနော်သူကပိုင်စင်ကအတုပ်ပြူတဲ့ခါမှာဒီတဲ့ဘုံနော်ဆန်စီတဲ့နေထားပေါ်ညာဆိုတော့သူကဟိုလေကားကိုတောင်ကားလေးတွေကိုကျွန်တော်တို့ကဒီမှာကားလေးတွေလာပြီးတော့ရန်နာရဲ့နေရာလေးပေါ့ဗျာသူကကားနာတဲ့ခါမှာလက်စင်ချင်းနဲ့တက်လောက်ဘလောက် ေးရတယ်ပေါ့နော်အဲလိုလေးကောင်းတဲ့နေရာလေးမှာလုပ်ပြီးထားတဲ့ရေပန်းလေးပေါ့ဗျာအသားလေးကတော့နည်းနည်းတိုးမယ်နော်ကျွန်တော်ဒီကျူးမဲ့ကျူးမဲ့မိုက်ကလေးမပါလာလို့ပါအဲဆိုရင်တို့တို့ဒီမှာကာဘာအဖုံးလေးထည့်ပြီးပြီးရေပန်းနဲ့မော်တော်နဲ့လည်းဆိုင်းပြီးပြီးကျိုးကိုလည်းကျွန်တော်တို့ဒီမှာပြေးသွားမှာဝင်ထားပြီးဆိုဖိတ်ဆမ်းမယ်ပေါ့နော်ဖိတ်လို့ရှိရင်ကျွန်တော်တို့က ရေမော်တာကိုဒီတိုင်းလေးဖွင့်လို့မရပါဘူးနော်ဒီတိုင်းဖွင့်လို့ရှိရင်ရေမတက်လာပါဘူးနော်အဲကြောင့်မို့လို့ကျွန်တော်ကဒီမှာဒီမှာကျတော့ရေချူဖို့ခါရဲပြုတ်လောက်ထားတာပေါ့ဒါကိုကျွန်တော်တို့ကပုံထဲကရေကိုခတ်ထည့်ပြီးလို့ရှိရင်ဒီထဲကိုကျွန်တော်တို့ရေချူအုပ်ဘက်ကိုရေလေးလေးကိုဒီထဲမှာပြည့်တဲ့အထိကိုအရင်လောက်ထည့်ပေးရအောင်နော်ဒါတော့ဒီအုပ်ထဲမှာပြည့်သွားပြီပေါ့နော် မယ်ခဏလေးစားမယ်သူတဖြည်းဖြည်းနဲ့ပြန်ရှင်းနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဖြစ်မြင်ဆက်တော့ပြန်ဖြစ်မြင်ပေါ့အရင်ကတော့ဒီကနေရေထည့်လိုက်တာနဲ့ဒီဝင်ယူကနေရေတန်းယူပါတော့နော်မော်တာရာမဖွင့်ရသေးဘူးအခုဒီမှာကျွန်တော်နည်းနည်းလေးပြန်ဖြင်းမယ်ပြရပေါ့နော်ဒီတော့ပြန်ရောချောင်းရင်လည်းရောချဲကောင်းတော့ခဏလေးစောင့်ကြည့်မယ် အဲလေးရရတော့ကျွန်တော်နောက်ထပ်တစ်ခွဲဆက်တင်လို့မသူကဒီကဘိုက်ကလာတဲ့ဘိုက်ကတော်တော်လေးဝေးတယ်ပေါ့နော်ရေးလဲဟိုးအစိမ်းပါဒီကနေဘိုက်ပြန်လာပြီလို့ရှိရင်ထပ်ထည့်မယ်ဒါရေးလေးရေကန်လေးထဲမှာချထားတယ်ဘလူးခေါင်းနဲ့လည်းဆိုင်ပါတယ်နော်ကျွန်တော်တို့ဒီရေတစ်ဖက်ပဲခဏစားပြီးလို့ဆိုရင်အဲ့ โอเคဒီမှာတော့ညိတ်သွားပြီပေါ့နော်ညိတ်တော့ဆိုကျွန်တော်ဒါလေးကိုပြန်ပိတ်မယ်ပြီးရင်ကျွန်တော်မော်တာကိုဖွင့်မယ်ပေါ့နော်ပါကြီးဒီတော့လိုက်လာပြီပေါ့နော်ဒါလက်ရှိခြူလိုက်တဲ့ရေတွေပဲပြန်ထွက်လာတာပေါ့နော်ဟိုကနေပြန်လည်ပြီးလိုက်လာမလိုက်လာကျွန်တော်ခဏလေးပြန်စောင့်ကြည့်မယ်ပေါ့နော်မရရေကျွန်တော်ကရေထချူရမှာဖြစ်တယ် သေးပါဘူးเนาะလိုက်ပြီးတော့ခဏပိတ်မယ်ရေးပြန်ချူမယ်เนาะရေးပြန်ချူမယ်ဒီခါမှာကျွန်တော်ကရေပိုက်ရဲ့အထိတ်ကိုနည်းနည်းလေးဖြည်းဖြည်းစီထုတ်မယ်ပေါ့ ားလေးစားပြီးမယ်ဒီမရှင်းတော့ပါဘူးနော်ဆိုတော့ကျွန်တော်တို့ဒီကားလေးကိုပြန်ပိတ်မယ်ပြီးွားရေကျွန်တော်ကဒီထိတ်ကိုဒီထိတ်ကိုအဲ့လေးအုပ်ထားမယ်ပေါ့နော်ပြေးပြေးနဲ့ပြန်ဖွင့်ပြမယ်ပေါ့နော်ဟုတ်လားမလဲလာပါဦးနော်မာတပြေးပြေးနဲ့ ဒီတဖြည်းဖြည်းပဲဖွင့်ပေးရပါတယ်နော်အများကြီးဖွင့်ပေးလိုက်လို့ရှိရင်ဒီကဒီမှာအခံအောင်လဲကျွန်တော်တို့နည်းနည်းလေးနားထောင်ကြည့်ပါနော်တဖြည်းဖြည်းပဲဖွင့်ရပါတယ်နော်ဒါမရသေးရင်ကျွန်တော်တို့ရေထချူမယ်အောက်ကရေရဲရရေရမလိုက်လာသေးတာဖြစ်ပါခဏလေးပြပိတ်မယ် ။အဲ့ဒီပြန်ပိတ်ပြီးကျွန်တော်ဒီကော့တွေကိုပြန်ဖွင့်မယ်ပေါ့နော်။အဲ့ဒီရေးပြန်ရှင်းသွားမယ်။ခဏလေးပြန်ဆောင်ကြည့်မယ်နော်။ဒါဘယ်လိုကတော်တော်လေးအလန်းဝေးတယ်ပေါ့နော်။သူကရေတွင်းကအောက်မှာမဟုတ်ဘူးဖြစ်တဲ့အတွက်ဒီအလန်းဝေးအောင်သူကဟိုဟာဘယ်လိုကိုဒီတိုင်းလေးမြေပြင်ပေါ်မှာပဲပေါ့နော်။အဲ့လိုဖြစ်ရရေတွင်းထဲကို ရောက်ဆောင်ချထားတဲ့ဟောင်းကြီးကတော့ကျွန်တော်တို့ကခြိလိုက်လို့ရှိရင်သူအောက်ကိုဘယ်လောက်ဆင်းသွားမလဲ။ဟောင်းကြီးပေါ့ဗျာအခုဒီမှာအရှင်းမပြေသေးဘူးနော်ဒီကဒီမှာရေကတော့ဖြိလိုက်ပြီ။ Okay ဒါကိုကျွန်တော်တို့ပြန်ပြီးတော့နည်းနည်းလေးခိုက်ကိုပိတ်ထားမယ်ဒီကောင်ကိုပြန်ပိတ်မယ်ပေါ့နော်။ဒီကဖွင့်မယ်။ ဟမ်မော်တာအကန်တော့ပြောင်းသွားပြီပေါ့နော်ဒါကြီးလာတဲ့အနေထားတော့ကြီးလာပါပြီခင်ဗျာနော်ဒါကြီးလာပါပြီအလုံးဖွင့်လို့မရဘူးပေါ့နော်ဒီမှာအကန်နဲ့အမျိုးပြောင်းသွားတယ်ပေါ့နော်ပန်းထဲကိုကြီးကြီးဝင်လာတဲ့အနေထားပေါ့ပေါ့နော်ဒီမှာတော့လေနဲ့နဲ့ခုန်နေသေးတယ်ခင်ဗျာဒါလေးကိုကျွန်တော်နည်းနည်းလေးထုတ်ထားမယ်လောကတအားဖွင့်လိုက်လို့ရှိရင်လည်းဒီဟာလဟာလေဟာပြည့်ပြည့်လေပြန်ခုသွားမှာတော့ကြောင့်မလို့ဒီကိုနည်းနည်းလေးထုတ်ထားမယ်အဲ့လိုလေး န်းတာပေါ့နော်အဲဒါဆိုရင်ရေပုံမှန်လာသွားပြီခင်ဗျာနော်ဒါပေမဲ့ခဏလေးပြန်ဆောက်ကြည့်ရအောင်ပါမယ်နော်ဒီမှာလေးကိုနေတော့မယ်ဒီဒီမှာပြတ်တောက်ပြတ်တောက်နဲ့လေးကိုဒါကျွန်တော်နည်းနည်းလေးပိတ်ထားသေးတယ်ပေါ့နော်

ဲ့ပိတ်ပြီးပြဖွဲကြည့်မယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီမတာထဆေတဲ့ရေပန်းထက်တဲ့အနေထားရယ်ဟိုရေချူတဲ့အနေထားလေးကိုဒီမှာပဲရန်နာခွေပြပါခင်ဗျာတော့ဒါရေတန်းနေလာတဲ့ဒီဟာရင်းကြီးလေးတွေပါပါလာပြီပေါ့နော် အဲဒါဆိုရင်ဒီရေကြီးလေးတွေကကျွန်တော်တို့ဒီမော်တာရဲ့ဝိုင်းကြီးရဲ့ဂျားထဲမှာတတ်ခတ်နေတာကျွန်တော်ကရေယူတတ်ပါတယ်နော်အဲ့လိုမျိုးကိုရှိပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာရနာပေးပြပါခင်ဗျာเนาะအားလုံးပဲကိုစိတ်နှပါဆွေးလန်းချမ်းမြေ့ကြပါဒီမင်္ဂလာပေါင်းနဲ့ပြုစုကြပါဒီလို့ ်စိတ်ဓာတ်မြတ်တာလေးပို့တာရေကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာရန်နာခွင့်ပြုပါခင်ဗျာနော်